အာဆီယံဩစတာအသင်းတွင်ဝင်ရောက်ကစားနေသည့်မြမလက်ရွေးစဉ်မမောင်လွင်ဟာမန်ယူအသင်းကိုအခွင့်ကိုသွင်းပြီးစိုက်ကားဂိတ်ကိုမီးရှို့နိုင်ခဲ့ကြောင်းသိရရောသမမွေပြည်သက်ကြီးမင်္ဂလာပါရှင်ရောသမမွေ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမန်ချက်စတာယူနိုက်တက်အသင်းနှင့်အာဆီယံဩစတာအသင်းတို့ 2025မေလ28ရက်ညပိုင်းတွင်ခြေစစ်ပွဲကစားနေရာမြန်မာလက်ရွေးစင်ကွင်းလက်ကစားသမားမောင်မောင်လင်ကအာဆီယံအော့စတာအသင်းအတွက်အဖွင့်အကိုကိုတွင်းယူပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံအော့စတာအသင်းတို့သည်2025မေလ28ရက်ညပိုင်းမှာမလေးရှားနိုင်ငံဘူကစ်ဂျာလီကွင်းတွင်ရှင်ပြိုင်ကစားနေခြင်းဖြစ်ပါတယ် ာဆီယံအော်စတာအသင်းတွင်ဝင်ရောက်ကစားဝင်ရနေတဲ့မောင်မောင်လွင်ဟာပွဲချိန်82မိနစ်မှာအခွင့်ကိုကိုသွင်းယူပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။အာဆီယံအော်စတာအသင်းမှာမြန်မာ၊ BNN ၊တီမောနှင့်ကမ္ဘောဒီးယားစတဲ့အာဆီယံနိုင်ငံများမှလက်ရွေးစင်ကစားသမားများကိုအာဆီယံဘောလုံးအဖွဲ့ချုပ် AFF ကရွေးချယ်ခေါ်ယူဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပထမဆုံးသမိုင်းအသစ်ကိုစိုက်ထူပေးသူလို့ဆိုရလောက်အောင်ပရီးမီးယားလိဂ်အသင်း Man U အသင်းကို အနိုင်ကိုသွင်းယူခဲ့ပြီးမေ29ရက်နနက်7ခွဲကရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်တို့ပြန်လည်ရောက်ရှိလာတဲ့မြန်မာကစားသမားမောင်မောင်တွေရဲ့အိမ်မြန်ခရီးကိုလည်းပြိသက်များကကြိုဆိုခဲ့ကြပါတယ်အာဆီယံဩစတာအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ရှင်ပြိုင်မှုပွဲအပြီးမှာမြန်မာကစားသမားမောင်မောင်လင်ကတလုံးနဲ့တော့အနိုင်ကိုကိုသွင်းယူပေးခဲ့ပြီးမန်ယူကိုတမိုင်းတလျှောက်ပထမဆုံးဂိုးသွင်းယူပေးနိုင်ခဲ့တဲ့မြန်မာကစားသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။ မြန်မာကစားသမားမောင်မောင်လွင်ဟာမန်ယူပရိသတ်တယောက်ဖြစ်ပြီး၎င်းကြိုက်နှစ်တက်တဲ့မန်ယူအသင်းရဲ့အသင်းကောင်းဆောင်ဘရူနိုစီကနေဂျာစီကိုလက်ဆောင်ရရှိခဲ့ပါတယ်။ပီတိကတော့အတိုင်းမသိပါပဲ။ဒီလိုမျိုးဆိုတာအိမ်မက်တောင်မမက်ဘူးတဲ့အရာလေး။ ကိုသွင်းလိုက်တော့အိမ်မက်မနေသလားလို့တောင်ထင်ခဲ့မိတာပါဘယ်တော့မှမိနိုင်မှာမဟုတ်ပါဘူးဒီနေ့မှတည်သွားတယ်ဆိုရင်တော့တည်ပြောတယ်လို့လဲမမောင်လွင်ကသူ့ရဲ့ဝန်တာပီတီကိုထုတ်ပြောပြခဲ့ပါသေးတယ်ဆိုရှယ်မီဒီယာအသုံးပြုသူများကတော့မနေ့ကပွဲပြီးချိန်ကစပြီးရန်ကုန်ပြန်ရောက်ချိန်မှာမမောင်လင်အတွက်တက်တော်ဆောင်များငှားရမ်းပြီးစောက်ရှောက်နေရတယ်လို့သတင်းကြရပြီးလမ်းဖြတ်ကူးစဉ်စိုက်ကားဖြင့်တိုက်ရန်ကြိုးပမ်းမှု၅ချိန် ဘီယာဆိုင်မှအပြန်၆ရက်ရန်အထုတ်မှု၃ကြိမ်အတန်ဆိုင်ရင်အတွားမိုက်ကိုဖျက်ဆီးထားမှု၂ကြိမ်လမ်းမေးအဖို့သွားစီအုတ်ခဲကျိုးဖြင့်ပြစ်ခံရမှု၂ကြိမ်ကြုံခဲ့ရပြီးကျိုးလွန်သူများဟာစိုက်ကားအုံပြုသူများဖြစ်ကြောင်းသိရှိရ မမောင်လွင်အားမြန်မာနိုင်ငံလုံးဆိုင်ရာစိုက်ကားကိအသင်းမှရာသက်ပံစိုက်ကားစည်းဝင်ပိတ်ပင်လိုက်ကြောင်းသိရစသည်ဖြင့်စနောက်ပြောဆိုထားတာကိုလည်းတွေ့ရှိရပါတယ်ရှင်။ရောသမမွေပြိသက်ကြီးများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ရောသမမွေ channel လေးကိုလည်း YouTube မှာရော TikTok မှာပါ subscribe လုပ်ပေးထားဖို့တောင်းဆိုအပ်ပါတယ်ရှင်။